ရပါတော့ဒါကတော့ဖြစ်ပါတော့ဆက်နေဒီလိုကတိုက်ချက်ပြနေဒီလိုမျိုးတော့ဆက်ကောင်ဆက်ကောင်နေလို့ဖြစ်လာတယ်အဲကြာဘင်းနေဖြစ်သွားတော့ငါပို့ပြတာတော့တောက်တယ်နော်ဒီလိုဆက်နေတော့အန်တရာမြေချောက်ထပ်ပေါ်နေလို့ဆိုနေတာကဒီလိုကြီးကတော့မတက်တာပါဘာပေါ်ရှစ်တယ်ရှစ်တယ်ပါရှစ်တယ် န်တောင်းရှိသူတယောက်က RFA ကိုပြောပါတယ်။ဒီပုံစံကကြောင့်အသက်၅၀နှစ်ပြည့်တဲ့မျိုးသမီးတယောက်တည်ဆုံးပြီးအသက်၁၂နှစ်အရွယ်မိန်းကလေးတစ်ယောက်တရားရခဲ့တဲ့အဖြစ်အေးအေးလေးပျက်စီးသွားတယ်လို့ဆိုပါတယ်ရှင်။ထားရကမှာတလမိပါအတွင်ဖန်ဆီးခံရတဲ့မြမရှင်ပြောင်းလို့ဒီမှာတပေါင်းမိပါရှိရလို့မြမလို့ဒီမှာရေးကူညီပေးတဲ့သူတွေကပြောပါတယ်။ထားနိုင်တဲ့မှာတရားမဝင်နေထိုင်နေတဲ့နိုင်ငံသားတွေကိုအနာမရိကဖေဖော်ဝါရီလနဲ့ပိုင်းကစပြီးနေ့စဉ်စစ်ဆေးဖန်ဆီးနေရမှာ ရှင်ပြောင်းဖို့ကတော့နေစဉ်ဖြန့်စီခံရတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံကိုတရားဝင်နေဆက်ဖြတ်ချုပ်ဝင်ရောက်သူတွေပါဝင်ဒီထိုင်ခွင့်အထောက်အထားမရှိတဲ့မြန်မာနိုင်ငံသားတွေကိုနေစဉ်ဖြန့်စီနေတဲ့အတွက်ထိုင်းကိုပွဲစားတွေနဲ့မလာကြဘူး။ထိုင်းရမြန်မာလူ့သမားရေးကွန်ရက်ပေးနေတဲ့ကိုရဲမင်းက RFA ကိုပြောပါတယ်။နိုင်ငံသားတွေကိုစောင့်ကြည့်ဖို့ထိုင်းရဲ့ချုပ်ကအမိန့်ထုတ်ပြန်အပြီးဖေဖော်ဝါရီလ18ရက်နေ့24ရက်နေ့အထိခုနှစ်ရက်စီမံကိန်းနိုင်ငံသားတွေ

်ပြီးဖြစ်ကြောင်း BGF ကိုကိုင်ရုံတရင်ပြီးကပြောပါရယ်။ထိုင်းမြန်မာနယ်စပ်ကြားပြတ်လုပ်ငန်းတွေကနေသက်ဆိုင်ရာနိုင်ငံတွေစီ BGF ကိုကိုင်ကတည်ထောင်တဲ့နိုင်ငံခြားသား